အမျိုးရေမင်္ဂလာပါဗျာဒီနေ့က18ရက်ဆယ်လာပိုင်းတောင်ထဲမှာ25ဖြစ်ပါတယ်ဗျာသတင်းလေးကတော့ဘုရားရကောကခုတလောဟောင်းစီရဲ့သကလုံးကိုတုံးလိုက်မယ်ကောင်းကြလေးရဲ့လာပေါ့နော်ဟောင်းစီရပြောတယ်ပောက်ကိုတော့ပြန်ပြောလိုက်မယ်ကောင်းပါတယ်ဗျာပေါ့နော်ကြားလို့မှကောင်းတယ်ပေါ့နဝင်းချိုးတယ်ခုတလောတတင်းနေကြားနေရတာတွေကနော်ညာအားလုံး တကယ်နဝင်းချိုးတဲ့တရင်နေကြိုင်မယ်နဝင်းချိုးတဲ့တရင်နေကဘာလဲဆိုရင်ဒါငိမ့်ချိုင်းရေးကိုဥတည်နေတာပဲလူတိုင်းလူတိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလူပြည်သူများအားလုံးလည်းအေးစစ်ဖြစ်ချင်ကြတယ်ငြိမ်းရရင်ကြတယ်အေးချမ်းရင်ကြတယ်မငြိမ်းချမ်းခြင်းမှုမအေးချမ်းခြင်းမှုဆိုရလူတအူးမှမရှိဘူး မငိမ့်ချမ်းကျင်မှုမအေးချမ်းကျင်မှုစူပူမှုကိုလိုချမ်းဖက်မှုကိုလိုလားလဲဆိုလို့ကတော့အဲ့ဒီအချမ်းဖက်အုပ်စုတွေခွက်ခေါက်တွေပဲရှိတာပဲဗျာဘာလို့လဲသူကဒီလိုစူပူမှုတွေချမ်းဖက်မှုမငိမ့်ချမ်းမှာတို့တွေကအဆင်ပြေပါလေဗျာအဆင်ပြေပါနော်ဒါမင်းရဲ့မြင့်ချမ်းရဲ့အကြောင်းလေးလည်းဦးဇင်ပြောခဲ့တယ်ဗျာမြင့်ချမ်းမှာဆိုရင်လဲဟုတ်လားထင်ရခဲတဲ့မိုက်မိုက်ခဲရောကြံစုံမဲ့သိုးအောင်ရော ကြက်ပြောက်ငှက်ပြောက်ပြောက်နေကြတယ်နော် ညင်ကြံကလက်ညီတက်ညီတဲ့ရွှေဘတွေရယ်နော်ရွှေဘတွေရယ်ကိုလာရွှေတို့ရယ်မယူမင်းတို့ဖိုက်တာတွေအုပ်စုရယ်ညင်ကြံတထိုးကြီးလက်ညီလက်ညီနဲ့ဟုတ်လားဖိုက်နေကြတာမျိုးတွေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ကြားရမယ်ထင်ပါတယ် ဒါလိုတရင်တွေမှာကြားလို့မကောင်းသူတို့ကဘယ်ဟာကိုကြားလို့ကောင်းအောင်မလဲဘယ်ဟာကိုကြားလို့ကောင်းအောင်မလဲကြားလို့ကောင်းတာပေါ့ကြားလို့ကောင်းတာပေါ့နော်လူကြီးတွေဟုတ်လားရွေးကောက်ပွဲကြီးကလည်းဟိုနီးလာပြီ26ဆိုရင်ကျောင်းနဲ့တစ်ခုနဲ့တစ်ခုတပါတီနဲ့တပါတီကြီးလူတွေကိုမဲစီအောင်ရတော့မယ်ဟုတ်လား လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ပါတီတွေအရဲစီယုံမယ်လက်တွေ့အကောင့်ဖထံပေါ်နေပြီးသူတွေမလုံးပစ်ပြီးမဲတွေတောင်းကြမယ်ယူကြမယ်ယူရီအနေနဲ့ကလည်းဘယ်ဟာလက်တွေ့လဲဘယ်ဟာလက်တွေ့ဘယ်ဟာတမိုင်းကောင်းတယ်လဲဘယ်ဟာတမိုင်းလှခဲ့တယ်လဲဒါတော့တခြားသိဖို့လိုတယ်ဗျနော်ကိုရွေးချယ်မဲ့အမတ်တီကိုရွေးချယ်မဲ့ပါတီတွေကိုဒါတော့ရွေးချယ်ဖို့လိုတယ်နော်ရွေးချယ်ဖို့တော့လိုတယ်အခုတော့တွေ့ရတယ် တစ်ဖက်တစ်ဖက်ကပြည်သူကာကွယ်ရေးတဲ့နော်ပြည်သူကာကွယ်ရေးကတော့ပြည်သူကာကွယ်လားမကာကွယ်လားတော့ခင်ဗျားတို့မတည်ဘူးဗျအားလုံးကတော့ပြည်သူတွေအတော်လမ်းတွေကတော့တွေ့နေကြတယ်ဖြစ်ဖြစ်လေနော်ပြည်သူတွေလည်းအကြီးကျယ်နောင်လာရတယ်ပြည်သူပါဆိုလားဗျနော်အဲ့မဲ့နေပြီးတော့ဗနေရတယ်ဆိုလားဝင်းပြိုင်မှာတွေးလိုက်ပါလေရေထဲမိုးထဲမှာခင်ဗျားတို့ဖြစ်ချင်တာကိုပြောကျွန်တော်မလုံနိုင်ရင်အထက်ကိုတင်ပြမယ်ဘာညာဆိုရင်မအောင်မဲ့ ကလုံးလှလာနေတဲ့တော်ကီတွေနဲ့ပြလောက်ပါရဲ့ဒါအမေပြူရဲအမေတို့လိုက်ပြတယ်ပေါ့အញ្ញဘယ်ပြောင်းနေမှမတည်ဘူးနော်ဘယ်ပြောင်းနေရလို့မတည်ဘူးနိုင်ငံရေးတွေမှာဆိုအရာပဲဗျနော်နိုင်ငံရေးတွေမှာဆိုအရာပဲအဲဘာတို့တော့ရွေးကောက်ပွဲတော့နေလာရင်ရွေးကောက်ပွဲနေလဲအော်ဒီအောင်ပွဲလီလီယာလဲနော်ဘူးဆိုလဲဒီဘောလာ ရက်တို့အတွင်းမှာပဲနှောင်ချိုနှောင်ချိုပြီးတော့ကြောင်မဲ့ကြောင်မဲ့ပြီးတော့ဒီမော့ဒီမော့ပြုရင်တော့နမ်မဇန်တို့ဟုတ်လားနမ်မတူတို့နန်းခန့်တို့ပလောင်လို့နေရာတွေအဘာပြောပြောနမ်မတူတို့နန်းခန့်တို့ပဲလဲပလောင်ကိုပိုင်အုတ်ချုပ်ခွဲဆိုတာမရှိစေရဆိုတဲ့အတိုင်းပဲပြောရလို့ရှိရင်ဗျာပလောင်ကပဲနေရာနဲ့ထိုက်တာတော့သူတို့အကုန်းပေါ်မှာလက်ဖက်ခုစားတာပဲထိုက်တယ်ပလောင်ကအကုန်းပေါ်မှာလက်ဖက်ခုနေရာပဲကောင်းတယ် တိုင်းရင်းသားတွေထဲမှာဘလောင်နဲ့ရခိုင်ဟာညတဲ့ညတင်းတဲ့ထဲမှာမပါဘူးဗျနော်ခင်ဗျားတို့အဲ့တာဘုံကျော်ဆိုလို့ရှိရင်မန္တလေးသူမန္တလေးသားတွေကတာဘုံကျော်ရဲ့လယ်မြို့နေ့6နဲ့နင်းလိုက်လို့ရှိရင်မန္တလေးသူမန္တလေးမန္တလေးသားတွေဘုံကြီးကျောင်းကဟင်းပေါင်းနေတာဘုံကျော်ပါဇက်ထဲကနေအတုံးလိုက်အတစ်လိုက်ခုတိထွက်တည်ထုံလုံးမဲ့ဆိုရင်တာဘုံကျော်ကမန္တလေးဘုံကြီးကျောင်းမှာနေပြီးမှတက်ကလို့တက်ဘွဲကြီးတွေ့ရတူတယောက် နော်အမန္တလေးလူမန္တလေးသားတွေရဲ့ကျေးဇူးတရားနဲ့မကင်မူတာဘုံကျော်ဆိုတဲ့လူပါတန်တာဘုံကျော်ဆိုတဲ့လူကကျေးဇူးတရားနားလေတဲ့သူမဟုတ်ကျေးဇူးတရားနားလေတဲ့သူမဟုတ်နော်တဘုံကျော်ဆိုတဲ့လူညာတာစရာလဲလို့ငိမ့်ကြဲရေးလဲကန်းကန်းလန်းစရာအကြောင်းရှိတဲ့သူတွေမှာတဘုံကျော်လို့မပါဘူးအေးထွေးမြင့်နိုင်ဆိုတာလဲထုံနေတူစွာပဲ နော်အဲ့တော့ရခိုင်နိုင်ငံသားတရားခိုင်လုံးမှာအဲ့90ရာခိုင်လုံးကထုံနီးတူစွာပဲထုံနီးတူစွာပဲတိုင်းနာစီလုံးညဉ့်မှုပြိုကွဲအောင်ပောက်ကိုတော့ပြောနေအောင်တိုင်းနာဒေါ်စောမြတ်ရာသာလာပါသူတို့တွေဥစဉ်တော့တဘောကြတယ်ဒေါက်တာအေးမောင်တို့ဥစဉ်တော့တဘောကြတယ်စီလုံးမှုညဉ့်မှုတိုင်းနာစီလုံးညဉ့်မှုသူတို့တက်မှုဥဆောင်တယ်နော် ူတို့သဘောကျတယ်နေလေလေးစားပါတယ်နော်လေးစားပါတယ်အဲ့တော့ညာနေတော့ကိုလူတွေပဲခံနေရပါပဲအော်ညာတဲ့နိုင်လဲညာခဲ့လို့အကုန်လုံးပေးခဲ့ရည်နော်ညာတဲ့နာခံခဲ့ရခံခဲ့ရရှိလဲတော့လူလဲလဲခံခဲ့ရည်အဲ့တော့ရှေ့လျှောက်လဲညာစရာအကြောင်းမရှိဘူးလို့ပဲဦးသိန်းတော့တော့နှက်ချင်ပါတယ်အဲ့လိုပဲခုတီဘောကိုဆွတ်ခွာတီဘောမျိုးကြီးကိုမိချိုပါတယ် တကယ်ထင်ကြရနေရာတွေတကယ်ဌာနဆိုင်ရာနေရာတွေတကယ်ချိုးနေရာတွေပြည်သူပိုင်နေရာတွေပြည်သူပိုင်စိတ်မရှိဘူးပါလေဒါဘုံကျပလောင်ဖွဲ့တွေပေါ့နော်ပလောင်နဲ့ဒီအနေပူပေါင်းဖွဲ့ PDF တွေလည်းပါရပါမှာပေါ့နော် PDF ဆိုတော့မကြတော့ပါဘူးအဲ့တော့နမ်မတူတို့နန်းခါတို့နမ်မဆန်တို့ဟုတ်လားနန်းခန့်ပေါ့အကုန်ဟိုဘက်တွေပေါ့ဘယ်စီပြေးနိုင်မှလဲပြေးသွားကွာဆိုတော့ပြေးခိုင်း ရှင်းစရာရှိရတော့ကိုယ့်ဘက်တည်းအတတ်မတော်ပါတော့မိသူတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေနော်ငြိမ်းချမ်းရေးကိုလိုလားတဲ့ငြိမ်းချမ်းမှုကိုလိုလားတဲ့တိုင်းပြည်ရဲ့တိုးတက်မှုကိုလိုတိုင်းရင်းသားစိတ်လုံးညီမှုကိုလိုလားတဲ့တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတက်မတော်အနေနဲ့ လုံးဆရာကြီးကတော့ဆက်လုံမယ်လို့ဥစဉ်တော့တရားခိုင်တော့ယုံကြည်ပြီးသားပါဗျာနော်တရားခိုင်လုံးယုံကြည်ပြီးသားပါဒီလူလူလူရဲ့အားဒီလူလူလူရဲ့ခွင့်အားတွေကလည်းအလုံးမြင်တဲ့အတိုင်းပါပဲဗျာနော်မြင်တဲ့အတိုင်းပါပဲဒါချင်းချင်းနေဒါ PDF တွေထောက်ဖို့တွေဆိုရင်လဲသူတို့ order all နေရာပါတဖြည်းဖြည်းနဲ့သူတို့တွေအားတွေကအရင်နဲ့မတူတော့ပါဘူးနော်အာဘော်အားရနေတာသူတို့တွေပြောပြောနေကြတာပါဒါမှမဟုတ်သူတို့တွေကယင်နေရလို့ယင်နေနှလုံးသားတွေရလို့ လိုက်လိုက်လဲလဲနဲ့သူတို့တွေယင်တဲ့နှလုံးသားထဲကမပါတော့ဘူးဗျာနော်နည်းနည်းလေးပဲခောက်လို့ပဲရရနည်းနည်းလေးပဲခောက်ခောက်လို့ပဲအဆင်ပြေပြီဆိုတော့အနေထားတစ်ခုနဲ့ပဲခောက်နေရတော့တာဆိုတာလဲပြည်သူများအားလုံးဒါအတိဆုံးပါဗျာအတန်လေးနားထောင်ကြည့်ပါဗျာငဘဝလို့ပြောတာတွေကအသက်မပါတော့ဘူးပေါ့နော်အသက်မပါတော့ဘူးနော်တို့တွေနော်မကွေးတိုင်းမှာဆိုလဲဒိုနီတူသွားပဲမကွေးတိုင်းမကွေးတိုင်းမှာဆိုလဲဒါ PDF တွေကဒါជីជីဆိုရင်တော့တော်တော်ကြီးကုန်ခန်းတဲ့လောက်ဖြစ်သွားပြီ ်ညင်းကြမှာဆိုလဲထုံနေတူသွားပဲအညာဒေတာတွေမှာတော့ဟုတ်လားနောင်တရရာနောင်တမရရဲ့နဲ့ရှစ်ဆက်ပြီးမှဆက်မိုက်နေပဲဆိုရင်တော့အညာအတွက်မျောစာလိုပဲဦးစင်းတော့တုံးတက်ချင်ပါလေဗျာနော်ဒါလည်းတုံးတက်ချင်ပါလေဒါပုံမလေးလေးပြောရလို့ရှိရင်ဒါဗမော်တို့ကချင်းပြည်နယ်ဆိုမြမထိုးစစ်နော်မြမတပ်မတော်ကြီးဟာတိုင်းနာမြောက်နာကြာနဲ့ဖွဲ့စည်းထားတဲ့မြမတပ်မတော်ကြီးဟာဒါတိုင်းပြည်ဒီငြိမ်းချမ်းမှုအတွက်ရွေးကောက်ပွဲကြီးအောင်မြင်မြင်နဲ့ ငြိမ်းချမ်းမှုနဲ့ပြည်စည်းတွားဖို့အတွက်ကိုသူတို့လှုပ်ဆရာရှိရာတွေကိုလည်းဆက်လုပ်နေရဆိုတော့လည်းပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာ။ဒါကြောင့်ပြည်သူများအားလုံးအနေနဲ့တကယ်ငြိမ်းချမ်းမှုကိုလိုလားတဲ့အေးချမ်းမှုကိုလိုလားတဲ့တိုင်းပြည်ရဲ့တိုးတက်မှုကိုလိုလားတဲ့ဆိုရင်တော့မြမတပ်မတော်ကြီးနဲ့အတူဆက်ရှိနေဖို့လိုအပ်ပါတယ်ဗျာ။နော်။အဲတော့ငြိမ်းချမ်းမှုကိုငြိမ်းချမ်းမှုရဲ့အရာတော်သိကျင်တယ်ဆိုရင်တော့အချမ်းဖက်တွေနဲ့အတူနေခဲ့ပြီးမှ အကျန်းဖက်တည်းရဲ့ဓာန်အလူလဲခံနေရတဲ့ဖြူတွေဟိုတာမေ့ကြည့်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ